အားလုံးပဲမင်္ဂလာပါရှင်။ကျောတော့ဒီနေ့စက်သားပလတာရဲ့ဟင်းရည်လေးချက်ပြပြီးမှဖြစ်ပါတယ်။ဒါကတော့တန့်စင်ထားတဲ့စက်သားလေးတွေပါ။ထမအူတို့စားနေငယ်ထဲပါမယ်။ချုံမအနေငယ်ထဲပါမယ်။စနင်းမအနေငယ်ထဲပါမယ်။ ငါးငက်ပြာရေးအနေငယ်ထည့်ပါမယ်ပြီးရရင်တော့မဆလာလေးထည့်ပါမယ်မဆလာကိုတော့သူကအသားဟင်းချက်မှဖြစ်တဲ့အတွက်အသားအတွက်သုံးတဲ့မဆလာမျိုးပဲသုံးပြီးတင်ပါတယ်နော်ပြီးရင်တော့စက်သားလေးတွေကိုအချိုးငံလေးတွေဝင်သွားအောင်လို့ တိချာလေးဖိနေပြီးတော့နေပေးပါမရှင်အားလုံးပြီးွားပြီဆိုရင်တော့အချုံငံနေထားတဲ့ကြက်သားလေးကိုရေခဲတက်တာထဲမှာမိနစ်20လောက်နှက်ထားပေးပါမရှင်အခု ချက်သားလေးနှက်ထားတော့သူတို့တွေပဲဆန်လေးပြုတ်လိုက်ရအောင်နော်။အားလေးရတော့မနီးရညှတဲ့ကရေးစိန်ပေးထားတဲ့ပဲဆန်လေးပါနော်။ပဲဆန်လေးပြုတ်ထားတော့သူတို့ကြံတဲ့လိုအပ်တဲ့အစာပလာလေးတွေထည့်ဖို့အတွက်ပြင်ဆင်လိုက်မယ်နော်။ဤနော်သူတို့စက်တော်အနီရဲ့ ชูเยยุดีอะหยองเต็มหมกเกท้องมามั้ยเนาะแท้ไปแล้วနှက်ထားတဲ့ကြက်သားလေးတွေရပြီဆိုတော့ကျတို့ဒီပထမဦးဆုံးအနေနဲ့ ဂျင်းထောင်းထားတာတွေကိုအရင်ညှစ်ပါမယ်ကြက်သားတွေကိုတချို့ကြိုက်တဲ့လူကလည်းအဖက်ထက်ချက်လို့ရပါတယ်နော်ဖြိုးကကြတော့အဖက်မကြိုက်လို့အရင်ပဲညှစ်တာပါရှင်လက်နဲ့ပဲနေလိုက်မယ်နော်သူတို့အိမ်မှာပဲစားတာဖြစ်တဲ့အတွက်လက်ကလေးနဲ့ပဲနေလိုက်ပါမယ်နော်လက်အိမ်မသုံးတော့ပါဘူး ြောရရင်နော်ခရီးလိုမျိုး အာလူးဘဝလေးသုံးလုံးလိုပါတယ်နော်ဘူးပြောလို့ပြုတ်ထားတဲ့ပဲလေးရလဲနူးပြီဆိုတော့စကားလေးလေးစစ်ထည့်ပြီးတော့ခဏတော့အရှင်းစစ်ထားလိုက်ရအောင်နော်ဒါတွေကတော့ပြောလို့ပဲလေးကိုစိတ်ထားတာဖြစ်ပါတယ်ဒါကတော့ကလဝေးရွက်နဲ့တစ်ကြဘူးကောက်ဖြစ်ပါတယ် ဒါကတော့သူတို့စက်သားကိုအချိုးငန်းဂျင်းနဲ့နေထားတဲ့နှက်ထားတဲ့စက်သားဖြစ်ပါတယ်။မယုတ်တီကိုစက်တော်အဖြူအနေနဲ့ထောင်းထားတာပါ။ဒါလေးကတော့အာလူလေးပါ။အစာပလာလေးအများကြီးမပါဘဲနဲ့ဖြိုးလို့လေးစက်သားပလာတာဟင်းရည်လေးစချက်ကြည့်လိုက်ရအောင်။ထမအုပ်စိုးအနေနဲ့စီစားထည့်ပါမယ်။ à đi nhà mà phiếu cũ chấp nhận hà là nó ngã yếu nó đi qua nó sân em một anh em nghe thấy bà mẹ Hãy subscribe cho kênh Ghiền Mì ကလတ်ဝေးရက်နဲ့တစ်ကြဘိုးကောက်ထဲပါမယ်ကလတ်ဝေးရက်နဲ့တစ်ကြဘိုးကောက်လေးရောမယုတ်တီအနံ့လေးရောမှွေးလာတဲ့အထိစီတတ်ပါမယ်ပြင်းတော့သူတို့အရသာနှတ်ထားတဲ့စက်သားတွေထည့်ပါမယ် ไอ้ยายจะตาเช็ดแต่ขามิวมา စက်သားကိုပျော့ပျော့ကြီးမစားကျင်ဘူးပျော့ပျော့ကြီးဖြစ်နေတယ်ဆိုလို့ရှင်အဖုံးလေးအုပ်ထားပြီးတော့စက်သားရဲ့အရေးတွေထွက်လာတဲ့အထိစောင့်ပါမယ်နော်ကြသားလေးတင်းလာပြီဆိုရင်တော့တို့လိုစုံစည်းရည်လေးဖြည့်ပေးပါမယ်နော် စုံစည်းရည်တွေကိုစက်သားလေးမြုပ်အောင်ထည့်ပြလိုက်ပါမယ်နော်ပြီးတော့ဖြူအဖုံလေးအုပ်ပြီးစက်သားလေးနူးတဲ့အထိခဏတည်ထားပြပါမယ်နော် စက်သားလေးမနူးတနူးဖြစ်နေတဲ့အချိန်မှာသူတို့အာလူလေးထည့်ပါမယ်နော်အာလူလေးနူးအောင်လို့တို့ရေလေးအနေငယ်ထည့်ပြီးတော့ပြန်ပြီးတော့ အဖုံးလေးအုပ်ပြီးတော့ချက်ပါမယ်နော်ခုဆိုရင်ပြောလို့အာလူးလေးလည်းနူးပြီဆိုတော့နောက်ဆုံးနေနဲ့ပဲလေးထည့်ပါမယ်နော်ကျောပဲကိုဘာလို့နောက်ဆုံးမှထည့်တာလဲဆိုရင်ပဲက chặt bị đà mà lùa nó chụp thả bị đà hàm lùa à vậy nó chưa rồi nấu số mà masala đi ốp bạc này nó masala lên nên đi phủ bị tung hà vậy nó ဆန်းเนาะချိုးလို့ရဲ့စက်သားပလတ်သားဟင်းရည်လေးချက်ပါပြီเนาะအားလုံးပဲချိုးရဲ့ဟင်းချက်နီလေးလေးကိုသိကြရင်တော့ချိုးရဲ့ YouTube channel လေးကို subscribe လေးလုပ်ပြီးတော့အားပေးသွားပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်